တင်ပြီးနောက်နေ့စဉ်းစားလိုက်တယ် Facebook ကိုခုနှစ်ရက် delete ဖို့လေတကယ်အဲကျွန်တော်နဲ့တူနေရတာပုံမှန်လေးအပြင်မှာလည်းအဲ့လိုပဲနေတာတကယ်တည်းတည်းရောကကျွန်တော်အရင်ကျွန်တော်ကြောက်ကတော့သူဆန်းဆန်းထူးချက်ကြတော့မရှိပါဘူးဒါကတကယ်ရိုက်ထားရအမြင်အများကြီးရှိသေးတယ်အများကြီးရှိသေးတယ်ဒါတင်တဲ့ဗီဒီယိုကလေဒါဟိုပြောရမယ်ဆိုရင်တခြားဗီဒီယိုအကုန်လုံးကလည်းအမြင်နဲ့အဲ့လိုချစ်နေကြရတယ်ကြည့်ပဲဗီဒီယိုကြောင့်နေမဟုတ်ဘူးကွာအမြင်နဲ့အဲ့လိုချစ်နေရဆိုတော့ ဟုတ်ဒါတော့ကျွန်တော်တို့က၅နှစ်တက်တန်းရှိပြီ long distance relationship အနေနဲ့နေကြတယ်နိုင်ငံသားတယောက်နဲ့ relationship ကိုထားတဲ့အချိန်မှာအတွင်းတူရာတွေအတွင်းကြောင်းတာတွေနောက်တစ်ခုကကြတော့တယောက်ကတယောက်ကိုကူးမှုတာမျိုးတွေမရှိတော့တာကြတော့အမြဲတမ်းကိုယ့်လုပ်ကလေးကိုလုပ်ပြီးတော့ဒါအေးဆေးဆေးလေးပဲဒါဖြတ်တန်းဖြစ်သွားဒီဘက်မှာဒါဆိုရင်တဲ့ pressure ကိုရဲ့ဇက်ကတော့ pressure ကဒါပထမတစ်ခေါက်တော့ရတဲ့မသွားပြလိုက်ဘူးပေါ့နော်မလာပြလိုက်တဲ့အချိန်မှာဒါပထမဆုံးဖြစ်တယ် တဲ့အတွက်တော့ challenge လေးဖြစ်တယ်လို့တကယ်လည်းယင်ခုံပါတယ်အာမတူဘူးပေါ့နော်ဒီအနုပညာလောကကြီးတူပေမဲ့ဒီတဲ့တဲ့ရဲ့အလှမယ်လောကနဲ့ဒီဘက်နဲ့မှာမတူရဲခံပါတယ်နည်းလေးတော်တော် challenge ဖြစ်ပါတယ်ကျွန်တော်တော့တရက်ထဲက5မိနစ်ဖြစ်သွားရဲ့ဒီစားရဲ့ပြောပါအောင်တရက်ထဲက5မိနစ်ဂျာရော ကျွန်တော်ဒါပြိဿတ်တွေရတာဒါမသိကြတာပေါ့နော်တော်တော်များများသိတဲ့ပြိဿတ်တွေလည်းဒါတော်တော်များရှိကြပါတယ်။ဘာလို့လဲဒါကျွန်တော်လည်းသူတွေကတွေ့တာဆိုလို့ရှိရင်ဒါအခုဆို9နှစ်ပြည်ပြီပေါ့နော်9နှစ်ပြည်ပြီဒါမရရှင်နဲ့သွားပြိုင်ခဲ့အချိန်မှာကျွန်တော်7 level မှာပေါ့နော်ဒါဒါနှစ်ယောက်တွေ့ကြတယ်တွေ့ကြပြီးတော့ဒါတယောက်တော့တယောက်ပေါ်တယောက်ဒါသူ့ရဲ့ကူညီမှုတွေအာသူအမြဲတမ်းသူကကျွန်တော်ထက်ဆိုလို့ရှိရင်6နှစ်ငယ်တယ် အာ၆နှစ်ငယ်ပဲမဲ့သူကကျွန်တော်အပေါ်မှာဆိုဒါလူကြီးတယောက်လိုပဲအမြဲတမ်းကျွန်တော်လိုအပ်ချက်တွေကျွန်တော်လိုအပ်တာတွေဆိုဒါအများကြီးထောက်ပံ့ပေးရဲ့အဲထောက်ပံ့ပေးရတဲ့ချိန်မှာဆိုလို့ရှိရင်ဒါတဲတဲနဲ့ဆိုပူပြီးရှင်းတည်တာပေါ့နော်တဲတဲပွဲပြိုင်တဲ့ချိန်မှာကျွန်တော်ဒီအာရှေ့မှာဖြစ်ခဲ့တဲ့ပြဿနာအရရရတဲ့အကြောင်းအာကျွန်တော်ရှေ့မှာတကယ်ကျွန်တော်ရဲ့ဟိုကျွန်တော်ရှာထားတဲ့တကယ်ကျွန်တော်ပစ္စည်းဥစ္စာတွေကျွန်တော်များများဆုံးရှုံးသွားတာပေါ့နော်ရှေ့ကအမေအကြောင်းဆုံးရှုံးသွားတဲ့အချိန်မျိုးမှာဆိုလို့ရှိရင်ဒါသူကကျွန်တော်ကို အာဘိနာတွေဖိမပြီးလိုအပ်ချက်တွေကျွန်တော်ဖြည့်ဆည်းပေးတယ်နောက်တစ်ခုကကျတော့တည့်နဲ့ကျွန်တော်လည်းနှစ်ယောက်သားရှင်ပြရတဲ့အချိန်တွေမှာနှစ်ယောက်သားလေရင်လည်းမရှိတဲ့အချိန်တွေမျိုးတွေအဲ့လိုမျိုးဟိုတယ်ဟိုတယ်ငှားဖို့အတွက်နိုင်ငံသားကိုလိုက်ဖို့ဟိုတယ်လူအုပ်ကြီးကိုငှားဖို့အတွက်ဟိုတယ်ကားရမရှိရမျိုးလို့သူကိုယ်တိုင်သူ့ရဲ့ကတ်တွေနဲ့လုပ်ပြီးအသာသူအတူနဲ့ကျွန်တော်နေရတာကျွန်တော်အပေါ်မှာဒါတကယ်ကို coding အရာဖြစ်တဲ့သူတယောက်ပါလို့ကျွန်တော်ပြောပါတယ်ဘာလဲလောကမရှိဘူးနော် ရိုက်တော့မှ raw video တွေမှာဆိုတော့နောက်ကတဲတဲတန်လေးလေးအရင်ပါရင်တော့အဲ့လိုအကုန်ပိတ်ပြင်းမှရရင်ကြည့်ရမလားရိုက်တဲ့ချိန်မှာဆိုအော်တယ်လေနှစ်ယောက်ကြည်လိုက်ရင်အော်တယ်ထိလိုက်ရင်အော်တယ်အဲ့လိုရိုက်နေရင်လည်းတော်တော်လေးအသေးရိုက်ခဲ့ရပါတယ်လို့အခုဒီမှာဆရာ7 level မှာတွေ့ရအောင်ပြောရတော့မှဘေးနားနေဦးရရ ောက်ဗီဒီယိုတင်ပြီးနောက်နေ့စဉ်းစားလိုက်တယ် Facebook ကို9ရက် delete ဖို့လေတည်းဒီဗီဒီယိုပဲစတိုက်တက်တက်တက်နေတဲ့အချိန်မှာအဲ့တချင်းကိုနားရမှာစတိုက်ဆွဲပြီးတော့ Facebook လေခဏနားတိုင်းကောင်းမယ်ထင်နေဆိုပြီးအဲ့လောက်ထိပေါ့နော်အရန်ကိုကြရတယ်ဆရာလေးเนาะရှင်ဘူးဆရာမေအဲကျွန်တော်နဲ့တူနေရတာဒါ ပုံမှန်လည်းအပြင်မှာလည်းအဲ့လိုပဲနေတာတကယ်တည်းတည်းတည်းရောကကျတော့အရင်ကျွန်တော်ကြကတော့ချက်သူဖန်ဆိုင်ချူချက်ကြတော့မရှိပါဘူးခင်ဗျာကျွန်တော်ကကြတော့အရင်ထိတ်ခဲလို့တိပိတ်တဲ့တဲ့မှာပါတော့ပါလေအမေယူကီရှင်းနေတယ်ဘူးမင်းကစွဲချက်တက်တယ်ဘာလို့ဂျပန်လူမျိုးတော်တော်များများကကြတော့ရှက်ကြောက်အရန်ကြီးရယ်အရန်ကိုဖြစ်တဲ့ it is ဆက်ဆက်နေတာပေါ့နော်အဲ့လိုမျိုးသူကတော့နည်းနည်းရှက်တက်တာပေါ့ကိုရီးယားကလည်းနည်းနည်း aggressive ဖြစ်တဲ့နေရာမှာပါတာပေါ့နော်ဟုတ်ဟုတ်ဒါတော့ကျွန်တော်တို့က၅နှစ်တက်တန်းရှိပြီ long distance relationship က နဲ့နေကြတယ်ဆိုတော့ခါကြတော့ဒါဘယ်လိုပြောရမလဲဆိုတော့တယောက်ပေါ်တယောက်လဲဒါနားလည်မှုလည်းရှိကြတယ်တယောက်ပေါ်တယောက်လည်းဒါရှိရဆိုတော့ခါကြတော့အခုချိန်မှာတော့ဟိုအမှန်တမ်းပြောလို့ရှိရင်ဟိုနိုင်ငံခြားသားတယောက်နဲ့ relationship ဖြစ်ထားတဲ့ချိန်မှာအတွင်းတူရာတွေအတွင်းကြောင်တာတွေနောက်တစ်ခုကကြတော့တယောက်ပေါ်တယောက်ဟိုကူးမှုတာမျိုးတွေမရှိတော့ခါကြတော့ မြင်တဲ့ကိုယ့်လုပ်ကလေးကိုလုပ်ပြီးတော့ဒါအေးဆေးဆေးလေးပဲဒါဖြတ်တန်းဖြစ်သွားအော်ကိုလိုကကိုယ်ရဲ့ပုံစံလေးကိုကြည့်ပြီးတော့သဘောကျကြတယ်ဟိုပေါ်တော့အဟိုဟိုဟာဖြစ်ကြရတဲ့အတွက်တကယ်လည်းကြည်နူးမိပါတယ်သူကိုယ်တိုင်လည်းအရန်ဝမ်းတာနေရတယ်ယူကီကိုယ်တိုင်လည်းအရန်ဝမ်းတာနေရဖြစ်တဲ့အတွက်အာသူကိုယ်သားကျွန်တော်ကျေးဇူးတင်ပါတယ်တို့ကျေးဇူးတင်ပါတယ်ကိုယ်တော့တကယ်အောင်တော့ဒီပတ်ဝမ်းမယ်လို့ချင်းရတယ်လောကတော့ဒီမှာချင်းနေတတ်တာဟုတ်တယ်ဗီဒီယိုရိုက်ပေးပြီးဆိုဆရာချက်ချင်းကြည့်ရမှာလားအတေးအတေးမြန်လုံးလုံးလုံးဆိုပြီးတော့ တက်သွားတဲ့အချိန်မှာနေသူကဟိုတနအိမ်မထိုးခင်မှာမီလီယံပြည့်သွားတဲ့အချိန်မှာတော့တကယ်အံ့ဩသွားတာပေါ့နော်အံ့ဩသွားပြီးနောက်ထပ်တစ်ပတ်လောက်အခုထိပဲဇာတ်တိုက် view တွေကတက်နေတော့ဆိုတော့အဲ့လိုပေါ့အဲ့လိုရမ်းလို့ကြရတယ်လိမ့်ဆက်ထားတော့ဖြစ်နေမလားမသိဘူးအဖြစ်ပါတဲ့ရလေကြည့်ရလေအဲ့လိုရိုက်ပေးရတာသဘောကျရတယ်။နှစ်ယောက်ကလိုမျိုးဟုတ်တယ်။အဲ့ဒါမှတရားဦးသေးတစ်ဖက်ရိုက်တာလည်းပုံလို့ကျတယ်။အဲ့လိုမျိုးပြောလို့လား။မိရောလိုမျိုးပြောလို့ ့ပေါ့နော်ငါလည်းသူ့ကိုဖြစ်မျိုးပဲပေါ့တယောက်ကြားမှာငါလည်းဒီလိုမျိုးပေါ့အဲ့လိုပေါ့ third wheel ပေါ့ third wheel လောက်တောင်မှာတဲ့ကြပျော်ပျော်ကြီး third wheel လုံနေရပေါ့နော်နှစ်ယောက်ကြားမှာအဲ့လိုမျိုးနှစ်ယောက်ကဗီဒီယိုလေးရိုက်သေး edit လုပ်ပြရဲဒါဆိုခိုးခိုးရိုက်ထားဗီဒီယိုလေးလေနှစ်ယောက်အဲ့လိုဒါကတကယ်ရိုက်ထားရဲ့အများကြီးရှိသေးတယ်အများကြီးရှိသေးတယ်ဒါတင်တဲ့ဗီဒီယိုကလေဒါဟိုပြောမယ်ဆိုရင်တခြားဗီဒီယိုအကုန်လုံးမှာလည်းအမြဲတမ်းအဲ့လိုချစ်နေကြရတယ်ကြည့်ပဲဗီဒီယိုကြောင့်နေမဟုတ်ဘူးကွာအမြဲတမ်းအဲ့လိုချစ်နေရဆိုတော့ဟုတ်လေ မဟုတ်လေဘယ်လိုပြောရမလဲနှစ်ယောက်ချစ်ကြရတယ်ရန်အဲ့လိုမျိုးမျိုးလုံးလေးတွေမှာဆိုအကြည့်လေးတွေမှာဆိုချစ်လေးတွေပေါ့ဒီနေ့မီဒီယာဗျူးမှာကြောက်လို့ပါမလားသူကအဓိကသူကပြည်နာတစ်ခုကမမမမြန်မာမပြီးပါမလားလာပြောတာပါဘာလို့ဆိုတော့သူကဟိုလေအခုကသူကသူသူရဲ့ university ကသူကနောက်ဆုံးနှစ်ပေါ့နောက်ဆုံးနှစ်ဆိုသူစာလည်းအရင်ရေးကြည့်နေတယ်အပတရားမှာကျွန်တော်ကကာယပလမှာပေါ့တော့ဒီ physics တော့ပြိုင်တာဖြစ်တဲ့အတွက်သူအနေနဲ့ဒီ၄ရက်ကိုရအောင်ကျွန်တော်လာပြီးအားပေးတာပေါ့နော် ဟုတ်ဖိစစ်တိုင်နေရတာတော့ပြောပြတော့ပါဆိုရှက်လို့လေကိုကိုလည်းဖိစစ်ကိုလည်းဒါမှတ်နိုင်မလို့ရှင်ကျွန်တော်ကဟိုပြန်ပြစ်လိုက်တယ်ဆိုတာကကျွန်တော်အလားမယ်ကျွန်တော် train တဲ့အချိန်မှာသူတို့ကိုငါကိုယ်တိုင်တော့ဒီလိုမျိုးရေးစားတယ်တောက်တယ်ဒါလို့လဲစားနိုင်တောက်နိုင်ရမယ်ငါလိုမျိုးစားစားနိုင်ရမယ်ဆိုရင်ဟာမျိုးလေးသူတို့ကိုဖိစစ်ခြင်းတယ်ဒါပေမဲ့ကျွန်တော်ဖိစစ်ကမှာတော့ကျွန်တော်အနေနဲ့ကအရင်ဝါနာပါတာမျိုးတော့မရှိဘူးပေါ့နော်အဲ့တော့ဘုစင်နေပါရင်မရတော့ခါကြတာဒါမျိုးတွေရရှိတယ်ဟုတ်တယ်ဖိမီရောတော့ဘာမှမပြောတာပဲတကယ်လေးတကယ်လေးတကယ်လေး အဓိကဒါကျွန်တော်ချစ်ကြရဲကျွန်တော်မိသားစုကိုကျွန်တော်ကျွန်တော်ရဲ့ချစ်ချစ်သူလေးနဲ့ညီသူချစ်ပြီးသားပါလို့အကုန်လုံးကဒါကျွန်တော်ရဲ့ second family ပဲလေအကုန်လုံးကအဲ့လိုမျိုးဆိုတော့အခုဆိုလို့ရှိရင်လည်းကျွန်တော် Cosmo မှာဆိုရင် National Rider the best National Rider အတွက်ကိုသူတို့ပုံတင်နေပေးကြတာပေါ့နော်ပုံတင်နေပေးကြဆိုတော့ကျွန်တော်ရဲ့ပုံတင်ဒီအခုချိန်မှာသူများထက်ကိုစာပေါင်းများစွာတာလွန်ပြီးတော့ဒီတရက်နေ့ရက်တွေမှာပဲသူတွေပုံကြရဲပေးကြရဲဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့လည်းရောင်းဝမ်းတာပါတယ်အဲ့ဒီအတွက်ဒီမြင့်မြတ်မှု Cosmo တပ်ပြိုင်တဲ့အခါကျလို့ရှိရင်ကျွန်တော်ဘက်ကပြည်သက်တွေအနေနဲ့ပေါ့နော် up ပေးရချင်လက်အောင်ကျွန်တော်ဝစ်စုံလေးစီစဉ်ပေးတာတွေမြင့်မြတ်မှု training ပေးတာတွေပို့ပို့ပြီးတော့ဒါတင်းကျပ်ပြီးတော့ဒါပြိတ္တတွေအားရတဲ့အလှမဲ့ကောင်းတယောက်ဖြစ်အောင်ကျွန်တော်စူးစမ်းမှာပေါ့